အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ။ကျွန်တော်တို့ဥရောပတတိုက်လုံးမှာပေါ့လေ။ဒါ Spain ကတော်တော်လေးကိုဘောလုံးပြိုင်သက်တွေအထူးသဖြင့်ဘောလုံးသမားတွေပေါ့လေ။ဒါအသားရောင်ခွဲခြားခံရတဲ့ဒါကစားမတွေအများစုအသားရောင်ခွဲခြားခံရတဲ့လူတော်တတ်မှတ်လို့ရတယ်။ပြင်သစ်ဆိုရင်အဲအသားရောင်နဲ့ပတ်သက်လို့ရှိရင်တုံတုံတိတ်ပြီး racist ဖြစ်တဲ့အကြောင်းအရာတွေတော်တော်နည်းတယ်ဗျာ။ အင်္ဂလန်မှာလည်းတစ်ခါလေတော့ရှိတယ်။ဥမာတချို့ကိုအားပေးတဲ့အသင်းကကစားမတယောက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပြိုင်ဘက်အသင်းကကစားမကကိုယ့်ကိုတခုခုဆွမ်းဆောင်ရင်ကောင်းပြသွားလို့ရှိရင် social media ပေါ် online ပေါ်မှာဒါဘယ်လိုပြောမလဲလူမျိုးခွဲခြားတဲ့အတုံးလုံးတွေတုံးတာတယ်။အခုကျွန်တော်အင်္ဂလန်မှာဆိုရင်ကျွန်တော်ဘောလုံးမွေးတပွဲသွားကြည့်ပြီဆိုရင်ကျွန်တော်ရှိကထိုင်ခုံလေးတွေထိုင်ခုံလေးတွေကျွန်တော်နောက်ကခုံတွေကျွန်တော်ရှိမှာကျူဟာကုတ်လေးတွေရှိတယ်နောက်ကွင်းတွေကကျွန်တော်ရဲ့စကိုးဘုတ်ကြီးရှိတယ်အဲစကိုးဘုတ်မှာလည်း ကွင်းတွင်းမှာလူဝေးခွဲခြားတာတွေတခုခု install လုပ်တာတွေကိုကိုယ့်ဘက်ကတွေးလို့ရှင်ထိုင်းကုံနံပါတ်ဘလောက်နဲ့အဲ့နံပါတ်ဒီ test ပို့လို့ရတဲ့ message ဟာလေးရှိတယ်အိုက်ကောင်လေးကိုဆက်သွယ်ပြီးပို့လို့ရတယ်။တလက်ဆထဲမှာပဲဒါကျွန်တော်တို့ QR code လေး scan ဖတ်ပြီးလဲအတီးပေးလို့ရတယ်။သူတို့ရှိမှာ diary report လုပ်လို့ရတယ်။ လာလီဂါဘက်မှာတော့ဒီလိုပုံစံမျိုးမရှိဘူးမို့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်လာလီဂါပွဲတွေကိုကြည့်ဘူးတယ်ဒါပေမဲ့စပိန်နစ်လိုရေးတာလည်းဖြစ်ကောင်းဖြစ်နေတော့တခြားမသိပင်မဲ့စပိန်မှာဆိုရင်လူမျိုးရေးအခွဲခြားခံရဆုံးကစားမတွေတော့များများရှိတယ်အဓိကကရယ်မတွေ့နဲ့ဘာဆိုနာအသင်းရဲ့ကစားမတွေများစုပဲဆိုတော့သူတို့နဲ့တင်းအားပြိုင်နေတော့ထားပါတော့မတွေ့ကဒီတစ်ပတ်ဘာဆိုနာကိုနိုင်ရင်ရယ်မက်ဒရစ်ကစားမတွေတိုင်းတာသူစီခွဲခြားခံရမယ်။တခါဘာဆိုနာကရယ်မက်ဒရစ်ကိုနိုင်ရင်မက်ဒရစ်ကကစားမတွေထပ်ပြီးခွဲခြားခံရမယ်။တခါရယ်မက်ဒရစ်နဲ့ တခြားအသင်းကံပဲဘာဆိုရတဲ့တခြားအသင်းကံပဲဒီလိုမျိုးတွေမှာပြိုင်ဘက်တွေကအပြေးသက်တွေကခွဲခြားတာလည်းရှိမယ်ဒါပေမဲ့ဒီနေရာမှာစပိန်ကနေစစ်တမ်းပြုလုပ်ခဲ့ပြီးတော့စပိန်နာမည်ကြီး report တွေရဲ့ဒါသတင်းစာတွေရေဖော်ပြချက်ရာလာလီဂါမှာ social media ကနေ offer လုပ်ခံရတယ် install လုပ်ခံရတယ်လူမျိုးခွဲခြားမှုအများဆုံးခံရတဲ့ကစားမားတွေကိုသူတို့ထုတ်ပြန်ခဲ့တယ်ထုတ်ပြန်တဲ့အချိန်မှာစုစုပေါင်း9ယောက်ရှိတယ်9ယောက်ထဲမှာ တယောက်ပဲ Real Madrid နဲ့ Barcelona ကမပါတဲ့ကစားမပဲအဲ့ဒါကနီဘယ်လိုပြောမလဲနှစ်ယောက်ပေါ့လေ Inaki Williams နဲ့ Nico Williams Athletic Club ဒီပါကိုရဲ့ညီကိုကစားမနှစ်ယောက်ဒါဒီကစားမနှစ်ယောက်ကလူမျိုးခွဲခြားခံရတဲ့အထက်မှာ Barcelona နဲ့အားဖြင့်ရှိကြတဲ့အထက်မှာသူတို့မှတ်တမ်းကောက်ခဲ့တဲ့ဒါမှတ်တမ်းပေါ့လေသူတို့တရားရဂိုင်းလုံးမှတ်တမ်းကောက်လိုက်တယ်တရားရဂိုင်းလုံးကို အပူစအွန်လိုင်းဆိုရှယ်မီဒီယာတွေမှာဒီကစားမားတွေဒီကစားမားတွေကိုလူမျိုးခွဲခြားတယ် insol လောက်ခံရတယ်အများဆုံးလောက်ခံရတဲ့ကစားမားတွေမှာ Real Madrid ရဲ့တောင်ပန်ကစားမား Brahim Dias က2%ရှိတယ်သူတို့တရားရရင်တော့မှာသူတို့မှတ်တမ်းစစ်တမ်းကောက်ထားတဲ့ဒီအရေးအတွက်ဘလောက်လဲဆိုတော့သူတို့အတိအကျတော့မဖော်ပြဘူးဒါပေမဲ့အဲ့စစ်တမ်းရဲ့အရေးအတွက်ထဲကနေ2%က Brahim Dias ကခွဲခြားခံရတယ် Now Inaki William ကလည်း2% နီကိုဝီလျံကလည်း2%ပြီးတော့မှဘာစလိုနာသင်းရဲ့အလဟန်ဒိုဘယ်ဒေက3%ဆိုတော့ဘရိုင်းန်ဒီအက်စ်ကအီနာကီဝီလျံရဲ့နီကိုဝီလျံရဲ့နောက်တစ်ဖက်ကအလဟန်ဒိုဘယ်ဒေတော့အဲ့ကစားမှ4ယောက်ပြီးတော့မှခီလျံအမ်ဘပ်ပေက3%ရှိတယ်အဲ့ဒါကအခုနောက်ဆုံးအောက်နာမှာဆိုတော့ဘရိုင်းန်ဒီအက်စ်ကအီနီကိုမာတီနက်စ်ကအင်အေအယ်ဝါအီနာကီဝီလျံရဲ့နီကိုဝီလျံရဲ့ဘယ်ဒေရဲ့ ဒီအမ်ဘတ်ဘေးအဲ့၅ယောက်က2% 2% 2% 2%နဲ့အမ်ဘတ်ဘေးက3%လူမျိုးခွဲခြားခံရမှုတွေကပါဆန့်နဲ့အဲ့ထဲမှာထိတ်ဆုံးမှာ၂ယောက်ပဲရှိတယ်။အဲ့၂ယောက်ကတယောက်ကလမင်ယမားနဲ့နောက်တစ်ယောက်ကဒီကျွန်တော်တို့အခုဒီ Vinicius Junior အဲ့၂ယောက်၂ယောက်စလုံး handle ပုံမတူညီတဲ့ပုံစံတွေရှိတယ်။၂ယောက်စလုံးမတူညီတဲ့ ခွဲခြားခံရတာရှိတယ်။ဥမာယမားလဲအမှန်တိုင်းပြောရင်ယမားရဲ့ attitude ကနည်းနည်းလေးဂျိုကြွနေတဲ့ပုံစံမျိုးသူလဲဘယ်လိုပြောမလဲအသက်၁၀ကျော်သက်ကစားမှအသက်၂၀အောက်လေးပဲရှိတယ်။အောင်မြင်မှုနဲ့ခြေစွမ်းနဲ့အရန် performance ကောင်းတဲ့အခါမှာသူလဲနည်းနည်းလေးလွတ်နေပြီးတော့ချိုးပိုင်းတွေမှာပြိုင်ဘက် ပိတ်သက်တွေကိုမလေးစားတာဒီတချို့ပုံစံလေးတွေတချို့တောင်းတာလေးတွေအဲ့ဒါလေးတွေသူ့မကြိုက်တဲ့အတိုင်းရှိတယ်သူလည်းမနိုင်ပြောရင်ဂျာပိတ်သက်တယောက်ကြည့်တောင်းလဲအချိုးမပြေတဲ့အခြေအနေ finisher junior ကတော့ကျွန်တော်အရင်ထဲကလည်းပြောထားပြီးသားနီးပြာအန်ချလိုတီနဲ့တောင်စကားများတယ်တင်းဘော်ဒီနဲ့ရောဒိုင်လူကြီးတွေကွင်းလေတောင်ကြီးတွေပြိုင်ဘက်ကစားမတွေပြိုင်ဘက်ပိတ်သက်တွေ surprise တွေနဲ့သူတို့နှစ်ယောက်ထဲမှာခုနပြောတဲ့ Mbappe က3%ဘယ်ဒီ Nico Williams Inaki Williams နဲ့ Brahino 2%မှာ Vinicius Jr က29%လူမျိုးရေးခွဲခြားခံရပြီးတော့ Lamine Yamal က60% 60ရာခိုင်နှုန်းထိ social media မှာသူတို့ install လုပ်ခံရတယ် offer လုပ်ခံရတယ်လူမျိုးရေးခွဲခြားခံရတယ်လို့ဖော်ပြထားတယ်ဆိုတော့အဲ့ဒါကိုကြည့်ချင်အပြင်စေကျော်သက်ကစားမလေးတယောက်ရဲ့ဒါလူမျိုးရေးခွဲခြားခံရမှုက Vinicius ရဲ့နှစ်ဆတောင်ရှိတယ်ဒါပေမဲ့အဆိုးအဆိုးရဲ့အကောင့်ပေါ့လေကျွန်တော်အကောင့်ဘက်ကိုလေကျွန်တော်ပြန်ကြည့်တဲ့အခါမှာ သူ handle လုပ်တာတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဟုတ်တယ်တချို့ချင်းကင်ကအမှုတွေအမှုအကျင့်တွေကွင်းပြပါမှာဆော်ရှုပ်တာတွေဘာတွေဒါတွေရောခဏဖယ်ထားလိုက်ဒါပေမဲ့60ရာခိုင်နှုန်းထိသူ့ကိုလူမျိုးကြီးခွဲခြားတဲ့ဈာတွေကသူတော်တော်လေး handle လုပ်နိုင်တယ်လို့ပြောလို့ရပြီးတော့ finisher ကတော့29%ဆိုတော့ယမားက60 finisher က29 ambappe က3% ဘယ်ဒေနီကိုဝီလျံအင်နာကီဝီလျံနဲ့ဘရိုင်းတို့က2%နဲ့စပိန်မှာလူမျိုးရေးအခွဲခြားခံရဆုံးဆိုရှယ်မီဒီယာကကစားမားတွေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်